ပြင်းထန်လာတဲ့ဒဏ်ရာနဲ့ကြောက်စရာကောင်းလောက်ထိခိုက်သွားခဲ့တဲ့ဟာကီမီပြင်းချင်အောင်ခံလို့ဟာကီမီကတော့ဘိုင်ယန်နဲ့ကစားခဲ့တဲ့ချယ်မန်လိပွဲစဉ်မှာအန်ကယ်တန်ရရှိခဲ့တာတော်တော်လေးကိုပြင်းထန်ခဲ့ပြီးတော့လက်ရှိချိန်ထိသူ့ရဲ့ဘဲဘက်ခြေောက်ကလုံးဝမတင်လို့မရသေးဘူးလို့သိရပါတယ်။ပြန်လည်တက်တာလာမယ့်အချိန်ကအနည်းဆုံး6ပတ်လောက်ထိကြာသွားနိုင်တယ်လို့လက်တော်သတင်းတွေရသိရပါတယ်။ဒဏ်ရာဘလို့ရရှိသွားခဲ့တာလဲဆိုရင်တော့ဘိုင်ယန်နဲ့ပွဲပထမပိုင်းနာတင်ချိန်မှာဘိုင်ယန်တိုက်စစ်မှုလူဝစ် DS ရဲ့ Reckless two footed attack ရဲ့ခြေနှချောင်းဇုံဝင် short throw ဖြတ်ထုတ်မှုကြောင့် Angle Row ခြေချင်းကလဲသွားခဲ့ပါတယ်။ဒီဖြစ်နဲ့ပတ်သက်လို့ VR စစ်ဆေးကြည့်ရှုပြီးတဲ့နောက် DS ကိုဒိုင်ရိုက်နီးကပ်ပြသခဲ့ပြီးတော့ Hakimi ကတော့လမ်းအောင်မဆောင်နိုင်ဘဲနဲ့ဆေးဖွဲ့အကူကြီးနဲ့ကွင်းထဲကတည်ထုတ်ခဲ့ရပါတယ်။ Hakimi ရဲ့ခြေချင်းဝကပြင်းထန်သွားလဲသွားခဲ့ပြီးတော့ ligament damage အယုတ်ပျက်စီးခြင်းဖြစ်နိုင်တဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ BHT Medical Team က official မထုတ်ပြန်သေးမယ်။ပြင်းထန်တဲ့ခြေချင်းဝန်ဒဏ်ရာဒါမှမဟုတ်အယုတ်ဆုပ်ပြေးခြင်းဒဏ်ကအချိန်6ပတ်ကနေ12ပတ်လောက်ထိအနားယူသွားနိုင်ပါတယ်။ ဒါတော့မော်ရိုကိုအသင်းကလည်း AFC 2025မှာဟာကီမီပြန်မကောင်းပါဘူးတော်တော်လေးစိုးရင်ပူပန်နေတာပါဟာကီမီအသက်28နှစ်ရွယ်ရှိဖြစ်ပြီးတော့ Athletic Recovery Rate ပြန်လဲပြီးတော့ကောင်းမွန်တော့မြန်ဆန်တဲ့ရွယ်ဖြစ်ပေမဲ့ Ankle Injury ခြေချင်းဝန်းဒဏ်ရာဟာပြန်လဲပြင်းထန်လာမဲ့ Andrea မြန်မာလုံးတဲ့အတွက် BG နေနဲ့တရီကြီးကြီးနဲ့ပြန်လဲထူထောင်ရေးလုပ်ဖို့လိုကြောင်းမှာပုံလီကိုကြည့်ရတော့ဟာကီမီရဲ့ဒဏ်ရာရသွားတာကြီးကတကယ်ကိုကြောက်စရာကောင်းလာပါလေ